င်္ဂလာပါရှင် MNU ကျူချန်နယ်ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စေဝင်စားဝေဘဟုတုတရဝေတရိတံဝေကရဝေရဲမတံမှုကင်းဖြစ်ရမယ်ဇလန်းလေးတပုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်ပြားနဆူကြီးရွာရန်ကုန်မန္တလေးကားလမ်းမကြီးနဲ့မဝေးလနီးကတဲ့ပဲခူးတိုင်းတောင်ကူမြို့ထဲမှာပါဝင်နေ ကြီးရွာဒေါ်လက်ကြီးရွာစူစီကမူလမ်းမကြီးနဲ့မဝေးတာကြောင့်လေခင်မီလှပါတဲ့လူနေတိုက်တာတွေလေးစောက်လုထားရီဒိုအထဲမှာဒေါ်ပြုံးကြီးတို့မိသားစုလေးပါဝင်နေတောင်သူတပားဆိုင်ပြိုးကကြံရသည့်အချိန်ပဲဆိုင်ပြိုးချိန်တို့မှလေဆိုင်ပြိုးလိုက်သေးတယ်ဆွေမျိုးတဲမှာတော့ဒေါ်ပြုံးကြီးကငွေရှင်နေဒေါ်တထေတအူးဖြစ်ပြီး ကျူတော်မောင်တန်းထွန်းတို့ဇနီးမောင်နှံမိသားစုကိုတအိမ်ထဲခေါ်ယူကြွေးမွေးဆောင်ရှောက်ထားလိုက်သည့်အမကြီးမောင်မွေးတဲ့သူဆိုတော့လေတူလိုတမျိုးသားလိုတသွေးဒေါ်ပြုံးကြီးကတန်းထွန်းကိုချေရှာရီတန်းထွန်းကလေငယ်စဉ်တောင်ကြီးကလေးကမိဘနှစ်ပါးမျက်ွယ်ပြုပြီးနောက်အတော့ထံမှာမိကိုကြီးပြင်းလာခဲ့ရပြီးအိမ်တော်ရသားကြတဲ့သည့်ဒီအတော့အိမ်မှာပဲနေထိုင်စားတောက်ခဲ့ရရီတန်းထွန်းရဲ့အချင်းကအယက်မူလာတိုင်းသွေးဆိုးရီအတော်ဖြစ်သူကဖြောင်းပြပြောဆိုဆုံးမခဲ့ရ ားရီတန်းထွန်းတို့လင်မယားရာခဲ့ကြသည်မှလေကြာခဲ့ပြီဖြစ်သည့် ကလေး၃ယောက်ရရှိခဲ့ပြီးတမီးကလေး၂ယောက်နဲ့တားယောက်ျားလေး၁ယောက်ထွန်းကားခဲ့ပြီးကလေးတွေအချင်းခါအရွယ်ရောက်တဲ့အထိဖအေးတာဝန်တန်းထွန်းကကြိမ်မုံခဲ့သည်။တမီးမိန်းကလေးဆိုတော့လေဖအေးကအဆဆအရာရောတမီးတို့အလိုလိုက်ခဲ့သည်။ဒီတမီးမှဒီတမီးအရေးတကြီးကြီးနဲ့နေခဲ့သည်။အကြက်သိမ့်မှုလာရင်တော့တန်းထွန်းကိုဖဖေးရေးစူညာနေတာပဲလို့ပြောလိုက်ရင်တော့တန်းထွန်းကမိမိအိတ်ထိတ်အိယာလေးကိုဝင်ရောက်အိတ်ဆက်ပြစ်လိုက်သည်။တမီးစကားဆိုရင်အောင်မြင်နေ တမီးကိုမျက်နှာမငယ်စေလိုတဲ့သဘောတမီးကိုချက်လိုက်တာမှပါဇက်ထဲတောင်မှငုံထားလိုက်ခြင်းနဲ့လေယာလုပ်ငန်းခွင်ကပြန်လာတိုင်းတမီးဖြစ်သူကိုအရင်ဆုံးမိတယ်။တမီးမျက်နှာမြင်ရရင်တန်းထွန်းတို့ပင်ပန်းသမျှအရာအလုံးပြေပြောက်ရသည်။ဒေါ်ပြုံးကြီးနဲ့တန်းထွန်းတို့ကလည်းကိုတူသာအကြီးလေးအကြီးလေးလိုတန်းထွန်းကအတော်ကိုခေါ်ရီးအတော်ကလည်းငထွန်းငထွန်းနဲ့တန်းထွန်းကအတော်ကိုအကြီးလေးပြုံးဟေ့ဘာတော့ငထွန်းရဲ့ဟိုလီပြား ကျုပ်သမီးကိုတိတိကျကျဂရုစိုက်အောင်တော့ကျုပ်အလုံသွားနေချိန်မှာသမီးလေးဘေးရင်ကယောက်ျားလေးတွေနဲ့စကားမပြောစေနဲ့တော့อืมငါထုံးငါထုံးနင်သမီးကိုတိတ်ချေပါလားဟာဗျာအကြီးလေးပြုံးကလေချိလိုက်တော့မှတုံနေတာအကြီးလေးပြုံးနဲ့တီးတာပဲလေအေးလေငါလည်းတိတာပဲငါကလေချိရတယ်မြည်လေးပါတော့အေးဒါနဲ့အကြီးလေးပြုံးကိုပြောထားအောင်မေဘာလဲဟဲ့ရွာထဲကအုံးစိန်ကျွန်တော်ရဲ့သမီးကို ရီစားစကားပြောထားတယ်လို့ကျွန်တော်ကြားခဲ့ရတယ်။အမလီငထွန်းရဲ့အပြိုနဲ့လူပြိုတွေရီစားစကားပြောတာဘာဆန်းကျင်နေလို့လဲ။နင်သမီးကအချိန်ခါအရွယ်ရောက်နေပြီပဲ။အာမလို့ချင်း။သမီးကိုဘယ်ယောက်ကြားလိမ့်မရီစားစကားမပြောရအောင်။အဲ့ဒါကျုပ်ရဲ့ဇနီးကိုလည်းမှားထားတယ်။အကြီးလေးပြုံးကိုလည်းမှားထားတယ်နော်။ကျုပ်သမီးကိုဘယ်ယောက်ကြားလိမ့်နဲ့မှစကားမပြောစင်နေပြ။ဟဲ့ငထွန်းအယူရဲ့။ဟုတ်တယ်။သမီးအတွက်ဆိုရင်ကျုပ်ချစ်တဲ့သမီးအတွက်ဆိုရင်ကျုပ်ယူမတဲ့ချစ်တယ်ဗျာ။ ငါကလည်းမြီးတော်တဲ့သူပါပိုချစ်တာပေါ့အေးချစ်ကြချစ်ကြနင်းတို့သားဖတွေလွန်ကိုလွန်နေကဲကဲသွားစရာရှိရာသွားတော့ငထွန်းကြီးကောက်ဆိုင်သမားတွေလေခွင်းမှာစောင့်နေကြအောင်ပဲဟုတ်ကဲ့ပါကျွန်တော်သွားတော့မှာပါကျွန်တော်သမီးကို မျက်စိအောင်မှာထားတော့တီးချိန်တန်းတော့တီး တန်းထွန်းရဲ့သမီးမာထွေးစိန်ကမြို့ကြီးဖားဖားဖြစ်နေပြီလုံကြီးပေါလာအလာသွေးကြွေနေတော့လေရွာမှာကုန်းအောင်ကန်ရရီရွာရဲ့ကာလာသားတွေကပိုးကြပန်းကြောင့်အချစ်စာလာလေးတွေကန်းချနေဆိုတော့ရလက်ရွာရဲကအုံးစိန်ကအချစ်အတော်ပတ်ထမ်းမောက်မာထွေးစိန်ရဲ့အချစ်ရလက်ကြောင့်အချစ်ရီးစားတိတ်တိတ်ပုံဖြစ်နေကြရီအချစ်ရီးစားဘဝဆိုတော့ရယူပိုင်ဆိုင်လို့မရ ချင်းတွေရဲ့လူမသိသူမသိစာနဲ့ဆက်တွေအခြေကျုံးမြန်တွေချီနှောင် ခြေခရီးဘဝဖို့အတွက်လက်တွေ့သွားဖို့အရင်ဆုံးစိတ်ကူးထဲမှာပြော လူငယ်တို့ရဲ့သဘာဝတရား ရီစာဘဝကကြော်လွန်လို့ဂေဟပတိအိမ်မှာဖွဲအပ်တဲ့တနာပေမအချက်လန်းချောင်းကို သူတို့နှစ်ဦးသာရှောင်လန်းချင်ကြရီ1500မြေတာနေကိုခြေဆန့်လိုကြရီအိမ်နောက်ရက်သားနေခရီးလန်းချောင်းပြောင်းမှုရီမထွေးစိန်အောင်စိန်တို့ကလည်းစိန်နှလုံးချင်းတွေကတော့အချက်လင်းရောင်ကြီးနဲ့ခြေခရီးဖွဲမွေရာကောသောမှာအချက်တိပင်ကိုစိုက်ပြုတ်ပြီးအချက်တိပင်ရှင်တန်ကြီးထွားလာစေရေးကိုပဲလိုလားကြရီအချက်တိပင်ရဲ့ကြီးမှာခြေရသူအောင်စိန်ရဲ့ရင်ခွင် ေနားလျောက်မေးဆက်ခြင်းကနောက်ဆုံးမှာတော့အဖွားဒေါ်ပြုံးကြည်အမေဒေါ်တင်တင်မြောက်အဖေဦးတန်းထွန်းတို့အလင်းမှာတခြားတရွာတကြီးကိုအုံးစိန်မျက်နှာတရွာထင်ပြီးတော့ခိုးရလိုက်ပြီးကြရီဘာကင်ဖြစ်သူတန်းထွန်းကချစ်လာစွာသောသမီးလေးခိုးရလိုက်ပြီးတော့သူ့ရဲ့ဇနီးဖြစ်သူဒေါ်တင်တင်မြောက်ကို အတ္တဒေါ်သာနဲ့ကျိန်မောင်းလီတော်ရီနင်အတော့မကြလို့အခုလိုငါသမီးလင်းအောင်လိုက်ပြီးတာနင်အိမ်မှာနေပြီးတော့ဘာမှအတော့မကြဘူးတိရစ္ဆာန်မိုက် ကိုတန်းကလေတမိကအရွယ်ရောက်နေပြီပဲသူချစ်သူနဲ့လိုက်ပြေးသွားတာကျမတို့ကပြန်ခေါ်ပြီးတော့ပြီးစားလိုက်ကြတာပေါ့ဗါလေနေငါပါကြံ့ရပါလောက်နေတာလားငါတမိကငါမျက်စိထဲမှာငငယ်ပဲရှိသေးတာဖေးရဖြစ်သူငါတော့မှချစ်လို့ကြည့်လို့မဝသေးဘူးကအလိုတော့ကျမကမွေးရတဲ့မရေပါရှင်ဒီလောက်ထိအကဲမပူစမ်းမနဲ့ဟာဒီမိမစကားရှိလိုက်တာကဲဟာတမိတယောက်တောင်နိုင်အောင်မထိန်နိုင်တဲ့ဟာမှကဲကဲဟာ တန်းထွန်းတယောက်၎င်းရဲ့ဇနီးကိုပြောလဲပြောနှွားရိုက်တဲ့ချိန်နဲ့ရိုက်လဲရိုက်ကတမိလင်းနောက်လိုက်တဲ့အတ္တဒေါသတရားအမိုက်မောင်ဖုံးလွှမ်းလို့နီးအတော်တော်ပြုံးကြည့်မှလာရောက်ပြန်ဖြေပေးခဲ့တော်လေခမကြီးလည်းကြံ့ရပါပဲတမိလင်းနောက်လိုက်ပြီတာအဘေးအမြောက်ပြုတ်တယ်ဟဲ့ငထွန်းနင်တမိလင်းနောက်လိုက်ပြီတော့ငါကဘလို့လို့သိမှာတုံးဟဲ့ခမကြီးတို့မတီးပဲနေမလားကြိတ်ပြီးတော့ကြုတ်ကိုမပြောပဲထားလို့နေမှာပေါ့ဒေါသမီးပေါ့ တာထွန်တယောက်အချင်းရှိသမျှတမိဖြစ်သူလင့်နောက်လိုက်ပြေးသွားရေးကိစ္စကိုတပြေးတောက်တောက်ပြောဆိုနေပို့ပြီးတော့ဇူးဝါတာကအရက်ကိုအရင်ကထက်ပို့ပြီးတောက်စားလာရီပို့ပြီးတော့စူပူဆဲဆိုလာရီအတော်ဖြစ်သူကတူတော်မောင်ရဲ့ဖြစ်အင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ုံကလွဲလို့တန်းထွန်းနဲ့မျက်နှာချင်းမဆိုင်ပဲနေလိုက်တဲ့တင်တင်များနဲ့စကားများရံဖြေးကြသည်မှာနေရှိသမျှဖြစ်တဲ့တန်းထွန်းတယောက် ီနေ့1998ကြလာပိုင်း3ရက်နေ့တောင်ငူမြို့မိုင်းဒါခွင်းကြီးထဲမှာလွတ်လပ်ရေးပျော်ပွဲရှင်ပွဲကိုတမိကိုရှာဖွေရန်တွေ့လို့တွင်ကလာရောက်ကြီးစုရင်နဲ့မတွေ့တဲ့ခါနာကြီးစော်နဲ့အရက်ဆိုင်တွေကိုဝင်ရောက်အရက်တောက်ခဲ့တဲ့တမိလေးရဲ့အဖေရင်ထဲမှာတမိလေးမရှိတော့ရင်တွေမီးလောင်ကြံခံရပြီကွယ်ဒီရက်ကလည်းအဖေရဲ့အပူတော့ကကိုမငိမ့်သက်နိုင်ဘူးတမိရဲ့အဖေစီကိုအမြန်ပြန်လာပါကွယ် အရက်သာတောက်လာခဲ့သည့်တန်တွန်တယောက်မူမူနှင့်ဖျားနှဆူကြီးရွာကိုပြန်လာခဲ့သည့်မဇက်ကလေးပွားစီပွားစီရေရွတ်နေလိုက်သည်စီးကြလာတဲ့မျက်ရည်များကိုတုပ်လိုက်ရင်မိမိရဲ့ဇနီးသည်တင်တင်မြကိုလှမ်းခေါ်လိုက်သည်ဟေးညရေညကိုတန်းပြန်လာတယ်ကွာ တကားလာဖွင့်မအောင် ဩခေါ်ပါတော့လေအချိန်က9နာရီထိုးလူနေပြီဇနီးဖြစ်သူက မနိုးတာကြောင့်လေတန်းထွန်းရဲ့အတော်တော်ပြုံးကြီးကအိယာထဲမှာနိုးနေတယ်။အိယာထဲမှာဒူတော်မောင်တန်းထွန်းရဲ့အော်ဟစ်နိုးနေတဲ့ကြောင့်တကားဖွင့်ပြီးရန်ထလာခဲ့ပြီးတကားကိုဖွင့်ပြီးလိုက်တော့ဒေါ်ပြုံးကြီးကငါထွန်းတောက်စားလာပြီးတော့အော်ဟစ်နေပါလားပဝင်းချင်းကိုလည်းအားနာပါဦးဟဲ့ငါထွန်းရဲ့ ထို့သို့ပြောလိုက်တော့တန်းထွန်းကအနာဟောင်းကိုတူးဆော့ပေးလိုက်တယ်လို့အသည်းမှစူးဝင်သွားတဲ့ထန်းချန်နဲ့ဩခမရဟာကျုပ်သမီးလင်းအောင်လိုက်သွားတာကိုအာပိကူညီတယ်အာပိအားမြောက်လုပ်တယ်ခမရကိုလုံးဝမကြိမ်းနိုင်ဘူးဗျဒူမောင်ရဲ့လာလာအိမ်ထဲဝင်ပြီးတော့အိတ်တော့မအိတ်နိုင်ဘူးခမရကိုကျုပ်မေးစရာရှိတယ်ဘာမေးမှလဲဟဲ့ကျုပ်သမီးဘဲရွာမှာရှိနေတယ်လေပြောအဲ့ဒါကိုသိကျင်တယ်ပြောဗျာ ခက်ချပြီးငါမသိမှမသိတာဘလို့ပြောရမှာလဲဟဲ့ငထွန့်ရဲ့ကဲဒီလောက်တောင်ဖြစ်လာတဲ့အဖွားကြီးလာလိုက်ခဲ့အသေးသက်ပြမပြောမှလားမပြောဘူးလားသူတို့ဆိုကဒေါ်ပြောင်းကြီးရဲ့ရေဘက်ကအင်ကြီးစားကိုခိုင်းပြီးနေအိမ်ရဲ့နောက်ဘက်စပတ်ကြီးအနားကိုဇွဲခေါ်သွားရီအတ္တဒေါ်တာကဒါစီလို့မရဘူး ဒေါသတရားအရှင်ယုံအတ္တမိခဲတောက်လောင်မှု အမှန်မှဆုံးဖြတ်ချက်တွေကိုမမြင်နိုင်အောင်ဓာစီဓာရီအရဲ့အစာတွေမိကြည့်ခဲ့ပြုထားတာကအတ္တတရားကြောင့်ပါလူကမကောင်းမှုကြောင့်စူချိုးများကိုမဖြစ်ပေါ်ပေါက်စေရန်အတွက်ဒေါသတရားကိုဖျက်သိမ်းရိတ်ချိုးပါက ကောင်းကျိုးချမ်းသာခြင်းကို ဖြစ်ထွန်းနိုင်စေလျက်တသမီကိုချစ်၍မဆိုင်သူကိုဆွဆဲပုတ်ခတ်အနိုင်ထက်ပြုကတေကြီးအရဲ့ရဲ့ခြေတုံခြေတုံလက်နေပြူတော်ရီ ဒေါ်ပြုံးကြည်ရဲ့လေပင်ကိုတန်ထုံးကညှစ်လိုက်တယ်။ဒေါ်ပြုံးကြည်ကအာမတန်တော့မြေပေါ်ကိုကျသွားတယ်။ခမရအခုချိန်ထိဖွင့်မပြောသေးဘူးလား။ကျုပ်သမီးဘယ်မှာရှိနေတလဲဗျ။ကျုပ်အသေးတွေကွဲကုန်ပြီဗျ။ငါထွန်းငါနေသမီးကိုအောင်းွယ်လဲငါမလုပ်ဘူး။ဘယ်မှာနေကြတယ်ဆိုတော့လေငါမသိတော့အမှန်မှပဲ။ ချို့တို့ပြောဆိုတော့တန်းထုံကမေကျော်ကြီးများထောင်ထလာက စပတ်ကြီးအနီးမှာစပားပိုးသက်ရန်ဈေးဘူးကိုတွေးရှိတော့ပိုးသက်စီနှစ်ပြားကိုယူပြီးဒေါ်ပြုံးကြီးရဲ့ပါဇက်သေးကိုအတင်းအထုထည်နေသည့်ကြံလက်တစ်ဖက်ကလည်းဒေါ်ပြုံးကြီးရဲ့လေပင်ကိုတိုင်ဖက်ညှစ်ထားသည့်အတင်းဈေးပြားကိုထိုးသွင်းတော့ပြူသည်များနုနေရသည့်အမတ်တန်မန်းလျှော်ရသည့်ဒေါ်ပြုံးကြီးဖြစ်နေသည့် ဒေါ်ပြုံးကြည်ရဲ့ပဇက်သေးကိုပိုးသက်စီပြားနှပြဝင်သွားတော်ရီဒေါ်ပြုံးကြည်တယောက်မြေပေါ်မှာခွေခွေလေးလဲကြပြီးတီဆုံသွားတော်ရီမှတ်ထားကျုပ်သမီးကိုခမအောင်သွယ်ပြီးတဲ့အတွက်ရေလင်းနောက်ကိုလိုက်ပြေအောင်အကျိုးတော်ဆောင်တဲ့အတွက်ရေကြောင့်ခမအတွက်ဆုလက်ပဲဟာခမအဲ့ဒီဆုလက်ကိုတမလွန်မှခံစားလိုက်ပြတန်းထွန်းကဒေါ်ပြုံးကြည်ရဲ့အလောင်းကိုကြည့်ပြီးပြောဆိုလိုက်တဲ့နေအိမ်ထဲမှာအိပ်ပျော်နေတဲ့ဒေါ်တင်တင်မြောက်၎င်းရဲ့ဇနီးကိုလှုပ်နှုတ်ပြီး ဟဲ့မြထာဆန်းထာဆန်းဘာတော့ရှင်အရက်တွေမူးလာပြန်ပြီနဲ့တူတယ်အဲ့ဒီအရက်မူးတာခဏထာဆန်းဒေါ်ပြုံးကြီးအကြီးလေးတယောက်တော့တနာပါလေဘာဖြစ်လို့တော့ဘာဖြစ်ရမှာလဲဗဇက်ထဲကအမြုပ်တစီစီထွက်လာပြီးကာလာဝမ်းလျှော့ပြီးတော့တည်နေတယ်ဟာရှင်မရှင်နဲ့တည်သွားပြီဆိုကောင်မပဲဒါဆိုရင်ကျမတို့ဘာလုပ်ကြမှာလဲအာနင်တို့မိမတွေအရေးရဲ့အကြောင်းရယ်ဆိုဘာလို့လို့ဘာကန်ရမှာမသိတော့ ဒီတော့မလုပ်ရမှာလေဟာကာလာဝမ်းလျှော့ရင်ချက်ချင်းအသိဉာဏ်ရတယ်ဒါမှမဟုတ်ရင်ရွာရဲရှောက်ကူးဆက်ကုန်ရင်အကုန်မသားရီဖြစ်ကုန်မှာဟာဒီတော့ရွာရဲကိုနင်းသွားပြီးတော့ဒေါ်ပြုံးကြီးကာလာဝမ်းလျှော့လို့တည်သွားပြီဒါကြောင့်ရွာကလူတွေထံမကူးဆက်ရအောင်လို့ချက်ချင်းပြင်းပြုတ်သိဉာဏ်မယ်လို့လိုက်ပြောလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ တန်းထွန်းလေစားလိုက်တဲ့လေကွက်ကဇနီးဒေါ်တင်တင်မြပါလေစားခံလိုက်ရသည်။ကြီးရွာကလူကြီးများနဲ့ကဒီရွာလုံးကိုလိုက်လံပြီးကာလာဝမ်းကြောင့်ဒေါ်ပြုံးကြီးတီဆုံသွားကြောင်းချက်ချင်းတင်းကြုံမှဖြစ်ကြောင်းရောဂါပိုးမွားများမကူးဆက်စီရန်တတိထားကြပါလို့လိုက်လံပြောတော့ရွာကလူအများကကြောက်လန့်နေကြသည်။ဒေါ်ပြုံးကြီးရဲ့ရွယ်လောင်းကိုချက်ချင်းပဲတန်းထွန်းကမြေမြုပ်တင်းကြုံလိုက်သည်။တန်းထွန်းကအမြင်ချင်းမြောင်းနဲ့အတ္တကြောင့်လူတသမားဖြစ်ရသည်။ ဤလူတက်ခေရာမှာလူမတိသူမတိမျက်မြင်သက်သည်မရှိကိကြေးရွာမှာဘသူမှမတိလိုက်ပါတော့လေတန်းထွန်းကိုယ်တိုင်ကမူးလာတဲ့အခါတိုင်းဒေါ်ပြုံးကြီးကိုငါသက်ပြစ်လိုက်တာကွာလို့အမြဲတမ်းအော်ဟစ်နေသည်အမှန်တရားကို ဖုံးကွယ်လို့မရမိမိကိုယ်တိုင်ကထုတ်ဖော်ပြောကြကလူသက်ထားကြောင်းဂုံဖော်ပြောနေပြီးကြေးရွာအတွင်ဓာတဝင်းဝင်းဖြစ်နေတဲ့သိုးသွန်းရန်ကားနေတဲ့တန်းထွန်းကိုရရကအဖွဲဝင်များနဲ့ကြေးရွာသူကြေးရွာသားများက ဒေါ်ပြုံးကြည်ကာလာဝမ်းလျှော့တည်ဆုံသွားတဲ့ကိစ္စကိုသင်္ကမကင်းဖြစ်လာကြတယ်။တာဝန်ရှိသူများနဲ့ကြေးရွာသားများမှမနေတာတော့ပဲတောင်ငူမျိုးအမှတ်နှစ်ရဲတပ်ဖွဲ့စခန်းမှုရဲအုပ်အောင်ကျော်မိုးထံကိုတရင်ပေးဖို့ကစုံစမ်းအရေးယူဖော်ထုတ်ပြီးရန်တရင်ပေးလိုက်တဲ့ တရင်ဖြစ်စဉ်ဖြစ်ရက်နဲ့ပတ်သက်ပြီးစကမ်းမှုရဲအုပ်အောင်ကျော်မှုကမြို့နယ်ရဲတိုက်ဖွဲ့မှုဒူရဲမှုအေးထွန်းတန်းကိုတင်ပြတရင်စီရင်ခံကမြို့နယ်ရဲတပ်ဖွဲ့မှုကြီးရဲလမ်းညွှန်ချက်စီမံချက်များကိုနာခံပြီးရဲအုပ်အောင်ကျော်မှုဒူရဲအုပ်စိမ်းမြင့်နဲ့ရဲတပ်ဖွဲ့ဝင်များတောင်ငူမြို့ပြည်သူစည်းရုံးမှလက်ထောက်ဆရာဝန်ကြီးဒေါက်တာဒေါ်မြင့်မြင့်စံ၊မူကင်းဆရာဝန်ကြီးဒေါက်တာဦးကျော်ညွန့်တောင်ငူမြို့နယ်ဒုတိယတရားသူကြီးဦးထေဝင်းအသီးသက်တွေများဖြေကြားရတဲ့ ရရက်ကဥက္ကရာဦးစိုးလာနှင့်အဖွဲ့ဝင်များဖီးယားနတ်စုကြီးရွာကတင်းချိုင်ကုန်းကိုလာခဲ့ကြရီဒေါ်ပြုံးကြီးရဲ့အလောင်းကိုမြေမြုပ်ထားရာအလောင်းကိုပြန်လည်တူးဖို့စစ်စီမှုကင်းဆရာဝန်ကြီးနှင့်လက်ထောက်စည်းရုံအုပ်ဒေါက်တာမြင့်မြင့်ဆန်းတို့၏စစ်စီတွေးရှိချက်အရဒေါ်ပြုံးကြီးတည်ဆုံရသည်မှာလေပြွန်ပိတ်ပြီးအာယုံကျောမကြီးပြတ်တော့ကလေပင်ယိုကျွ၍တည်ဆုံသွားရခြင်းဖြစ်ကြောင်းစစ်စီတွေးရှိရာရီစကံမှုရဲအုပ်အောင်ကျော်မှုကဒူရဲအုပ်စိန်မြင့်ကို ကိုစိန်မြင့်အလောင်းမတန်းဓာတ်ပုံကိုရှူးရောက်ဆောင်ကရိုက်ပါလူသက်တရားခံကိုလည်းဖန်စီရမိဖို့အတွက်ခမရရေတာဝင်ပဲ။ ်ထိုအချိန်အတွင်းမှာပဲတန်းထွန်းကလည်းအရက်ဆိုင်မှာအရက်များကိုတောက်၍မြင်းနှကောင်ပေါ်ကိုတက်ခွာလိုက်ပြီးညာဘက်လက်မှာဓာတချောင်းကိုခြင်ဆောင်လျက်စိတ်တွေလေးလံနေတော်ရီတစုံတဦးကအမိန်ပြီးစီခိုင်းနေတဲ့ကဲ့သို့တင်းတိုင်းကုန်းကိုသွားဖို့ညွှန်ကြားနေတော့မိမိစိတ်ကိုရဲစိတ်တင်လို့တော့အရက်ကိုတောက်လိုက်ပြီးရင်းစည်းကတင်းတိုင်းကုန်းကိုထွက်လာခဲ့ တင်ချိုင်းကုန်းမှာဒေါ်ပြုံးကြည်ရဲ့အလောင်းကမြေပေါ်ကိုရောက်ရှိ၍တာဝန်ရှိသူများကဝိုင်းုံကြီးစုနေရာကိုစိုက်စိုက်မြဲမြဲဝင်လာခဲ့သည်။ အဲ့ဒီလူတွေထံမှာအဖမ်းခံလိုက်တော့လို့အမိန့်တန်ကတန်းထော့နာရီကြားနေရတယ်။မြင်းပေါ်မှာဓာတ်ကန်၍ကြောင်စီစီနဲ့ကြည့်နေတယ်။တန်းထွန်းကိုဒူရဲအုပ်စိမ်းမြဲကလင်းမြန်စွာနဲ့မိမိရှိမှရောက်ရှိလာတဲ့တရခန်ရဲ့လက်နှစ်ဖက်ကိုကင်ဆောင်လာတဲ့ဓာတ်ကိုသိမ်းဆဲပြီးလက်ထိတ်ခတ်လိုက်တယ်။တန်းထွန်းလက်ထိတ်ခတ်ခံရပြီးနောက်မြင်းပေါ်ကဆင်းခိုင်းကတရခန်တန်းထွန်းကိုရဲတပ်ဖွဲ့ဝင်များရှိမှအရောက်အချိန်ကြိုက်ပေရဲတပ်ဖွဲ့ဝင်များက လွယ်လွယ်ကူကူစိုက်စိုက်မမှန်နေဖမ်းဆီးနိုင်ခဲ့သည့် တိုက်ဆိုင်မှုပဲလားထူးခြားချက်ပဲလားဆိုတာကစဉ်းစားစရာများဖြစ်နေသည့်မိခဲ့သူပဲပြောဆိုဆိုမကောင်းမှုဆိုတာကစိတ်ခွေရာမရှိဆိုသည်မှပြယုတ်တစ်ခုအဖြစ်လက်တွေ့ဖြစ်သွားရလေသည်မှဘသူကငင်းနိုင်ပါအံ့နီမယုံမရှိဘူးလို့ဆိုပါရင်မကြုံသေးလို့ဆိုရပါမယ်ပြမှုကျူးလွန်မိသူတန်းထွန်းတယောက်ကအမကြီးမှ၍ဝင်းချဖွင့်အံကကြေခွဲဖြစ်ရအစဉ်ချင်းကင်းမဲမှုကြောင့်အတ္တဒေါသတရားဥဆောင်မှု ဒေယီတရတောက်စမူရစီကိရိတရီတရလက်လုခေရရိလူတက်မှုကြီးကတောင်ငူမျိုးနေဖျားနှစုကြီးရွာမှာမတိတဲ့တိုက်တွန်းချက်လူတက်မှုမှာကရေပန်းစားသွားကိရိစာရေးသူဇာကြီးကိုလေဂျေစုတင်ပါရီ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အခုလို စိတ်ဝင်စားဖို့ဇလန်းများကိုတင်ဆက်ပေးတဲ့ကျမရဲ့အမှန် channel လေးကိုလည်း subscribe လေးနှိပ်ထားကြည့်ပြီးတောင်းဆိုပေးရစီရှင်။